အစ္စလာမ်အလိုင်ကွမ်ဝရဟမတုလလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1448ခုဂျူမတ်ဒယ်ဦးလာ19ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့အင်္ဂါနေ့မှာ5မိနစ်တိအောင်မြင်ခေရတင်ကန်းစာအမှတ်စဉ်1190ကိုတင်ပြသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ယိုကျူးချင်းဟာအောင်မြင်မှုရဲ့လမ်းစဖြစ်တယ်ဆိုတဲ့အကြောင်းကိုမုဆန်နဖ်အစ်ဘနီအဘီရှိုင်ဘာကျမ်းမှာရေးသားဖော်ပြထားတဲ့ဟာဇတ်အူမာရာဒီယัลလာဟူတအလာအန်နုတခင်ကြီးရဲ့မိန့်ကြားချက်တစ်ခုရှိပါတယ် တခင်ကြီးအနေနဲ့ပြောပြတယ်အင်နလအဘဒအီဒါတဝါဒါရဖာအလ္လာဟူဟိကမတ်တဟူအဲ့လူသားတယောက်ဟာယူကျိုးပြီးတော့နေမယ်ဆိုရင်လည်းအလောရှိမတ်ကသူ့မှာဉာဏ်ပညာအမျှော်မြင်နေကိုပို့တိုးပြီးတော့ချင်းမြတ်မှာဖြစ်တဲ့သူ့ရဲ့ဉာဏ်ရည်အစဉ်တန်းတွေကိုအလောရှိမတ်ကမြင်မအောင်လုပ်ပေးမှာဖြစ်တယ်ဒါကြောင့်ねဟာဇတ်ဥမာရ်တခင်ကြီးရဲ့ဒီမိန်ကြားချက်ကိုကျွန်တော်တို့ကြည့်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့သဘောပေါက်လို့ရတာက ယူကျိုးခြင်းဆိုတာဟာအရှင်မြတ်ဖက်တော်ကနေချီးမြှင့်တဲ့တောက်ဖစ်စွမ်းအားအတွက်လမ်းစာတစ်ခုဖြစ်ပါတယ်။မမနာထောင်လွှားခြင်းကတော့ကြာရှုံးဖို့အတွက်အကြောင်းခံဖြစ်ပါတယ်။တရက်မှာဒေါက်တာအဒမ်ရှယ်ကာဝီကိုရှေ့ခ်မုဟမ္မဒ်ရာတစ်အန်နဘလူစီဆိုတဲ့ပညာရှင်ကြီးကဆရာဝန်နှစ်ပါးရဲ့အကြောင်းကိုပြောပြပါတယ်။တပားကတော့ operation မှာအင်တန်ကျွမ်းကျင်တဲ့အတွက်ကြောင့်သူ့ကိုရွာတကာမြို့တကာကဖိတ်ခေါ်ပြီးတဲ့နောက်ပိုင်းမှာကုသစီပါတယ်။ တော့ Sheikh Nablusi ကသူ့ရဲ့အခုလိုအောင်မြင်ရခြင်းရဲ့အကြောင်းရင်းကိုမေးတဲ့အခါမှာဒီဒေါက်တာကြီးကဗာပြန်ပြောလဲဆိုတော့ကျွန်တော်ဟာတဲ့ operation ခန်းထဲကိုဝင်တိုင်းဝင်တိုင်းမဝင်ခင်မှာကျွန်တော်အနေနဲ့နှစ်ရက်အနမဆူပြူတယ်ပြီးသွားတဲ့အခါမှာအလောက်ရှိမထန်တော်ပါကနေပြီးတော့မှအကူအညီတွေရဖို့အတွက်ကျွန်တော်တောင်းခံပါတယ်နောက်တဲ့ဆရာဝန်တစ်ပါးကလည်းအင်တန်ကြော်ကြားပါတယ်ဒီပုဂ္ဂိုလ်နဲ့သူနဲ့ဟာပညာအရာမှာတကယ်ကိုတန်းတူညီတူရှိတဲ့သူတယောက်ပါပဲ ဒါပေမဲ့ဒုတိယဆရာဝန်အထဲမှာတော့သူ့မှာမမာနရှိနေတယ်။အဲ့တော့သူနဲ့ပတ်သက်ပြီးတော့အမြဲတမ်းသူအားဆိုရင်မမာနထောင်လွှားပြီးတော့ပြောလို့ရှိတာကကျွန်တော်ဟာဘယ်လို operation ကိုပဲလှုပ်လှုပ်ကျွန်တော်လွဲမားတယ်လွဲချော်တယ်ဆိုတာမရှိပါဘူးဆိုပြီးတော့မမာနပေါ်မှာအခြေခံတဲ့စကားကိုသူပြောလို့ရှိပါတယ်။အဲ့တော့နောက်ဆုံးမှာသူဟာဘယ်အဆင့်ကိုရောက်သွားလဲဆိုတော့သူတာဝန်ကနေပြီးတော့ရက်စဲလိုက်ရရက်စဲခံရတဲ့အနေအထားထိသူရောက်သွားတယ် ။ဘာကြောင့်လဲဆိုတော့အင်တာအရေးပါတဲ့ပုံကူတူဦးကိုသူ operation လုပ်လိုက်တာလွဲမှားသွားတဲ့အတွက်ကြောင့်အခုလို့သူဟာဆိုရင်အခြေအနေဆိုးရွားသွားတာဖြစ်ပါတယ်။အော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအကြောင်းအရာလေးတွေကိုကြည်ချင်းအားဖြင့်မြတ်တော်မူသောအလောရှိမြတ်ကကျွန်တော်တို့ကိုနော်ရွရွကျူးကျူးနေတာကိုပဲအလောရှိမြတ်ကနှစ်သက်တော်မူတယ်။ဒါကြောင့်ကုရမတ်ဆလ္လာလဟ်အလိဆလမ်ကအမိန့်ရှိတယ်မန်တဝါဒာလ illah ရဖာဟူလာဟူအဇဝဂျယ်အလောရှိမြတ်အတွက်ဘသူကရိုရိုကျိုးကျိုးနဲ့နေမလဲအလောရှိမြတ်ကသူ့ကိုအစင်တန်း ညှင့်ပေးมาဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပါဝင်ခြင်းမှာလူတဦးတယောက်ကရွရွကျွတ်ကျွတ်နဲ့ကျွတ်ကျွတ်ငယ်ငယ်နဲ့နေထိုင်နေလူတွေကအခု तू လိုက်ပြီးတော့ဆလံပေးတယ်လူတကားကို तू အနေနဲ့ပြုံးပြတယ်အဲ့တော့ဒါတွေကိုကြည့်ပြီးတော့တချို့သောပုံကိုယ်တွေကတလွဲဘာသာပြန်တယ်ဟာဒီလူဟာဆိုရင်ဘာကြောင့်ဒီလူနေတာလဲဒီလူကငပော့ပဲဒီလူကအယူပဲဆိုတော့ပုံစံမျိုးတွေနဲ့သူ့ရဲ့ရွကျိုးစွာနေခြင်းဖော်ယူစွာနေခြင်းကို တလွဲအတိတ်ပဲပြန်လာနေရှိပါတယ်တကယ်တော့ဒါတွေဟာကျွန်တော်တို့မှားယွင်းတဲ့အယူအဆတွေပါ အလောက်ရှမတ်ကဒီလိုအပြုံးနေနော်ဒီလိုယူချိုးမှုတွေလူတကာကိုသူ့ဘက်ကနေဥအောင်ဆလံပေးမှုတွေဟာအလောက်ရှမတ်ထံတော်ပါမှာအင်တာနက်သက်ဖွယ်ရာကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဘလောက်ယူချိုးမလဲယူချိုးခြင်းဟာအောင်မြင်မှုရဲ့လမ်းစာဖြစ်ပါတယ်ယူချိုးသူတိုင်းယူချိုးသူတိုင်းကိုမြတ်တော်မူသောအလောက်ရှမတ်ကမုတ်ချအေကန်ထာဝရမပြတ်သုံးတဲ့အောင်မြင်မှုတွေကိုချီးမြှင့်တော်မူတယ်ဆိုတာဒီနေ့အကြောင်းအရာကကျွန်တော်တို့ကိုမိမောင်းထိုးပြနေပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတုလ္လာဟီ وبركاته